အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမုံကောင်းတောင်းပီလာအပ်ပါတယ်။ အဲလက်ရှိမှာဒါကျွန်တော်တို့ Liverpool နဲ့ Real Madrid Bayern နဲ့ဒါကျွန်တော် PSG ပွဲစဉ်တွေရဲ့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်လေးဒီနေရာမှာတင်ဆက်ပေးကြပါမယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ Liverpool သင်းကဒါကျွန်တော်တို့လက်ရှိ form တွေကိုဒါကျွန်တော် Aston Villa နဲ့ပွဲစဉ် PSG form ကိုဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးတည်သွားခဲ့တယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ပထမဆုံးနဲ့ Kudus ချီချူးချင်တာ Real Madrid ရဲ့ goal သမားဒါကျွန်တော် Thibaut Courtois ပါပဲ။အမှန်တမ်းပြောမယ်လက်ရှိမှာ McAllister ကတော့ Man of the Match ကိုရသွားခဲ့တာမှန်ပေမဲ့ကျွန်တော်အတွက် personally အရာပြောရမယ်ဆိုရင် Thibaut Courtois က Man of the Match ကိုရတဲ့အထိကိုကောင်းခဲ့တာ တွေ့ရမယ်တဲ့မှာပါတယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့လက်ရှိ Liverpool အသင်းက game plan ကိုတော်တော်ကြီးကိုပြောင်းလဲပြီးထွက်လာခဲ့နေဒါမှရှိပြီးတော့ဒီနေ့ပွဲစဉ်မှာ left wing နေရာမှာ Florian Risk ကိုထားပြီးတော့ကျွန်တော်စတဲ့မှုတွေကိုလည်းတွေ့ခဲ့ရတယ်မှာပါတယ်ပြောချင်တာ Sobos Life Florian Risk နှစ်ယောက်ကိုတော့ကျွန်တော်လိုအပ်လိုအပ်သူတော့ကျွန်တော် switch လုပ်ပြီးနှစ်ယောက်လုံးတောင်းပန်လဲဆော်လို့ရမယ် AM လဲဆော့လို့ရမယ်ဆိုတဲ့ပုံစံမျိုးတွေကိုဆက်လက်ပြီးတွေးခဲ့ရတယ်မှာပါတယ်။ဒါကျွန်တော်ပြောခဲ့တူပါပဲအလုတ်ဖြစ်နေတဲ့ဥစ္စာဒီကိုဘာလို့ပြောင်းလဲမလဲဆိုတဲ့မိကွန်အတိုင်းပဲဒီနေ့ပွဲစံမှာလဲဒါကျွန်တော်တို့နီးပြအာနီစလော့နေတဲ့အလုတ်ဖြစ်နေတာဒီကိုပြောင်းလဲဖို့တက်ဆိုင်ပို့ပြီးတော့ဆန်းတက်တဲ့ပုံစံမျိုးတွေလောက်လာခဲ့တယ်။ဒါကျွန်တော်ပွဲကြိုသုံးသပ်ချက်မှာခင်ဗျားတို့ပြောခဲ့တူပဲလက်ရှိအာနီစလော့နဲ့ကောင်းနေတဲ့ Queen တွေလဲ Aston Villa နဲ့ပွဲစံမှာတော်တော်လေးအဆင်ပြေခဲ့တဲ့ Queen တွေကြီးကိုဖျက်ပြီးလောက်တက်တဲ့ဆိုင် Florian Reis ကိုဒီနေရာမှာဘယ်နေရာမှာထိုင်း ို့ပြီးတော့တင့်တော်မလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်အနေနဲ့ဒါကျွန်တော်ပြောခဲ့တာတွေ့ရမှာအဲ့တော့ဒီနေ့ပွဲစဉ်မှာ Real Madrid ရဲ့ဂိုးသမား Tibor Courtois ဒါမကောင်းခဲ့ဘူးဆိုရင်တော်တော်လေးကိုဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာ Liverpool ဘက်ကနေပြီးတော့ဂိုးတွေပူရသွားနိုင်နေတာမှရှိတယ်ကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တချို့လူတွေကြည် Half Forward Florian Risk ကဒါကျွန်တော် GA မရပြန်ဘူးဆိုတဲ့ဝေဖန်ဒီနေ့ပွဲစဉ်မှာ Florian Risk ပြေးသွားတဲ့အလုံးကဆိုဘူး slider တောက်သူနည်းနည်းလေးချောင်သူ့တော့မပြောပါဘူးပါဘူးသူဖန်တီးပေးထားတဲ့ twin goal နဲ့အတူဒါကျွန်တော်တို့ ဟိုပွဲကနိုင်သွားခဲ့ကျွန်တော်နေသိပ်ပြီးတော့မပြောချင်ဘူးဒါပေမဲ့ခုနကပြောဆိုပဲဆိုပိုဆဲကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ finishing လေးပို့ပြီးနည်းနည်းတည်တက်ခဲ့မယ်ဆို brace ကတော့ AAC ရနေတာမပါတယ်ဒီတော့ finishing ပို့ပြီးတက်ရခဲ့မယ်ဆိုရင်တော့ကျွန်တော်ဆူဘူးအနေနဲ့ဒါ at least တော့ဒါကျွန်တော်တေချာသွားမယ်ဒါကျွန်တော်တို့ဟို hat trick တောင်ရသွားနိုင်တဲ့နေသားမှရှိရလို့ပဲကျွန်တော်ရဲ့ပုံကူကြီးအမှကျွန်တော်ကမြင်တယ်ဗောနော်အဲ့တော့မိသွေးပင်ဆိုးစီကဗောဒီနေ့ပွဲစံမှာ Liverpool တင်းနေတာရှေ့က Aston Villa ကပုံစံမျိုးဆက်ဆန်ခံစစ်ပိုင်းကိုဒါကျွန်တော်လေးရောက်လုပ်ခဲ့တယ်တစ်ဖက်ကဒါကျွန်တော် Kylian Mbappe ဒါကျွန်တော်တို့ Vinicius Junior တို့ကိုထိန်းဖို့အတွက်ဒါကျွန်တော် Corner Bradley တို့ Robertson တို့ကိုအဓိကတာဝန်ပေးတယ် ကော်နာဘရက်လေးကဒါကျွန်တော်လက်ရှိဒီနှစ်မှာဒီပွဲစဉ်က performance အကောင်းဆုံးပွဲစဉ်လို့ပြောလို့ရတယ်ကော်နာဘရက်လေးကဒါလက်ရှိမှာကင်မီယန်အမ်ပါပီတို့ဗီနီတို့နဲ့တွေ့ပြီးဆိုပြီးဆိုရင်တော်တော်လေးကိုအမြဲတမ်းကောင်းနေတဲ့ပုံစံမျိုးကိုတွေ့ရမယ်ထဲမှာပါတယ်ကော်နာဘရက်လေးဒီဒါကျွန်တော် Real Madrid နဲ့တွေ့ပြီးဆိုရင်ဒါကျွန်တော်အမြဲတမ်းကာဖူးပေါက်စားပုံစံအမြဲတမ်းပြင်ပောင်းသွားတာတွေ့ရမယ်ဘာလို့လဲဒါကျွန်တော်မနစ်ကကော်နာဘရက်လေးဒါကျွန်တော် Real Madrid နဲ့တွေ့တဲ့ပုံစံဒီနှစ်ကော်နာဘရက်လေးကိုတွေ့တဲ့ပုံစံအတူတူပဲဒီနှစ်ကော်နာဘရက်လေးမှာလက်ရှိမှာ Arne Slot ရဲ့ tactical analyst သွားနေတဲ့ပုံစံအရဆို cancel ပိုင်းကိုတော့ကျွန်တော်သူ့နဲ့ပို့ပြီးလုံအောင်ထိန်းတာကိုတွေ့ ရမယ်တဲ့မှာပါတယ်ဒီနေ့ပုံမှန်တော့ကျွန်တော်နီးပြအနေနဲ့ဒါကျွန်တော် gag ကိုကိုမသုံးမဲနဲ့ left wing နေရာမှာ florian risk ကိုသုံးလိုက်ခြင်းကတော်တော်လေးကိုသဘောချဖို့ကောင်းတယ်ဒါခါကျရင်ရရန်မန်ရန်က make shift star sobo side နဲ့ risk 2ရဲ့ကျွန်တော်အပြောင်းလဲပုံစံမျိုးလေးတွေကိုခဏခဏတွေ့ရမယ်တဲ့မှာပါတယ် tyson နေရာမှာ hugo ekidiki နဲ့ဒီနေ့ပုံမှန်တော့ချုံးဝနိုင်ဒါကျွန်တော် striker ပုံစံမျိုးနဲ့ပို့ပြီးထပ်ပြီးတွေ့ရတယ်မှာပါတယ်ဒီနေ့ပုံမှန်ခုနကပြောလို့ပဲ florian risk ဘာလို့ ga တွေမရလဲဆိုတော့သူတို့ရဲ့ tight city သူတို့ရဲ့ queen လဲဘိုင်းနေတာကျွန်တော်တွေ့နေမြင်နေရတဲ့အခြေအနေမှာဒီတက်ပို့ပြီးတော့ကျွန်တော်တို့အဆုံးသတ်တေချာမဲ့လူသားရှိမှာ florian risk က ုကျမ GA အနည်းဆုံး၄ခုနဲ့၅ခုမှရှိမယ်။နော်အနည်းဆုံး၅ခုမှရှိမယ် GA ပေါ့နော်လက်ရှိမှာ Florian Brace အဲ့တော့လက်ရှိကျွန်တော်မျိုးစီတဲ့မြင်ကြည့်ပါဘောနော် Champion League မှာကျွန်တော်ချွတ်ချွတ်သွား movement ကျွန်တော်တို့သွားရရှိကောင်းတယ်။ကျွန်တော်မျိုးစီတဲ့မှာ E-set ကျွန်တော်ဖြုံးလိုက်တဲ့လုံးရယ် Sobo Slide လက်ရှိမှာဖြုံးလိုက်တဲ့လုံးတွေ GA ရဲ့နှလုံးလောက်ဖြစ်နေပြီ။အဲ့တော့လက်ရှိမှာ तू က GA နှလုံးရပြီးသား GA ရမှာ၄ခုဖြစ်နေပြီ။ तू ကိုယ်တိုင်တွင်းလို့ရတဲ့ movement တွေပါညာရှိတယ်။အဲ့တော့ တော့ကျတာဗာ Florian Risk ကသူကိုယ်တိုင်ပဲကန်ဆိုးလာတာမသိဘူးเนาะဒါကျွန်တော်တို့လက်ရှိမှာသူပေးပို့လိုက်တဲ့ဘောလုံးလေးကိုဒါ waste လုပ်သွားတဲ့ moment တွေရှိတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာလုံးဝ highlight ကဒါ set piece ကတွင်သွားတယ်တွင်ကိုပါပဲ။ Tibo Courtois ကောင်းပါတယ်ဆိုတဲ့ moment ကိုလက်ရှိမှာဒါကျွန်တော် McAllister ဒါကျွန်တော်လက်ရှိဒါ Queen ထဲမှာအပူဆုံးဆိုတဲ့ကစားသမားရဲ့တယောက်ကဒါကျွန်တော်လက်ရှိမှာအကုန်လုံးကိုကြော်ဖြတ်ပြပြီးခေါင်းတိုက်ပြီးတွင်သွားခဲ့တာတော်တော်လေးကို specialist ဆန်တယ်လို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်။ဒီနေ့ပွဲစဉ်မှာ Salah အနေနဲ့သူ့အနေနဲ့ဒါ Alvaro Fernandez ကိုကြော်ဖို့အတွက်အကြီးကြီးစူးစမ်းခဲ့တယ်။ကြော်နိုင်တဲ့ moment ရှိလို့မကြော်နိုင်တဲ့ moment ရှိတယ်။ဒါပေမဲ့ Salah ားနေနဲ့ခါတိုင်းတဲ့ performance ဆိုင်တော့ပို့ပြီးတော့ကောင်းတဲ့ performance တစ်ခုအမြဲတွေ့ရမယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်လက်ရှိမှာတသိန်းလုံးကိုအကုန်လုံးချီးကျူးချင်မှာမမာဒက်ရီလီကိုမမိလို့မရအဲ့တော့နှစ်ပွဲဆက်လက်ရှိမှာ Liverpool ကလင်းရှိရတဲ့အချိန်မှာလည်းမမာဒက်ရီလီကအင်မတန်မှအရေးပါနေထားမှရှိလာခဲ့တယ်ဒီနေ့ပေါ်စမှာ Kylian Mbappe ရဲ့ကန်ချက်တွေ Jubelinhan ရဲ့ကန်ချက်တွေကိုဒါအမမမာဒက်ရီလီနဲ့ဒါကျွန်တော်ဆွဆွတ်တမန်တာလုပ်ပြသွားခဲ့တွေ့ရမယ်အဲ့တော့ဒီနေ့ပေါ်စမှာအားလုံးတွေ့တင်ပြောချင်မြင်နေကြတဲ့ဒါအာနိုးသာကွင်းထဲကိုပြန်ရအောင်ဘာသာနေကြရမလဲဆိုတဲ့ပုံစံတိုင်းပဲ ထိန်သားမြင်သားတွေးနေကြပုံစံမျိုးတိုင်းမှာဘာမှသိပ်ပြီးထူးဆန်းတဲ့ပုံစံမျိုးမထုတ်တဲ့ဒါကျွန်တော်တို့လက်ရှိအာနုကွင်းနဲ့ဝင်တဲ့အချိန်မှာဘူတန်တွေကတော်တော်လေးကိုကျယ်လောင်စွာစတင်ပြီးကြာလာခဲ့တယ်။အဲ့တော့ of course ခုနပြောသပဲအသင်းကနေပြီးတော့အလွတ်နဲ့ထွက်ခွာပြီးဒါကျွန်တော်လက်ရှိမငေါကူဝယ်ခြင်း FIFA မှာပဲဝယ်လို့ရတယ်ဆိုတဲ့စကားလုံးနေတဲ့အတူလက်ရှိပြောသွားခဲ့တူတယောက်နေတာဘူးဆိုတဲ့စကားလုံးကသိပ်ပြီးလွန်မယ်လို့ကျွန်တော်အနေနဲ့ personally ကသိပ်ပြီးမယ်။အဲ့တော့လက်ရှိမှာကျွန်တော်ပြောခဲ့လို့ပါပဲဒါကျွန်တော် Liverpool အသင်းနဲ့ကျွန်တော်တို့ပြောင်းကောင်းနေတဲ့အရာတစ်ခုကိုဆွတ်ဆက်ပြီးပြောင်းလဲရတာတဲ့ဆိုင်ကောင်းနေတဲ့အရာတစ်ခုကိုနောက်ထပ်တစ်ဆင့်မြင့်လိုက်တယ်ဆိုတဲ့ပုံစံမျိုးကို Liverpool အသင်းစ ီကတွေ့ရဖလော်ရီယာရစ်နဲ့ဒီတိုင်းသာဆက်သွားမယ်ဆိုရင်လက်ရှိမှာမကြခင်မှာအသင်းနဲ့အတူအန်ဝင်ခွင့်ကျဖြစ်သွားမယ်အဲ့တော့လက်ရှိကျွန်တော်ဒါကျွန်တော်ပွဲချုပ်သက်သက်ချာမှာပြောခဲ့သူပဲ လက်ရှိ Liverpool တင်းရဲ့ Florian Risk က confidence မရှိတာမဟုတ်သူနဲ့တွဲဆွဲတဲ့ကောင်တွေကစောက်ဖြစ်မရှိတာဆိုတဲ့ပုံစံမျိုးပြောရမယ့်တဲ့မှာပါစောက်ဖြစ်မရှိဆိုတာကသူပိုးပိုးလိုက်တဲ့ twin code တွေကိုဒါအဆုံးမသတ်နိုင်ဘူးလို့ပြောလို့ရတဲ့တဲ့မှာပါတယ်ပေါ့နော်အဲ့တော့မိသွေးမဲ့စိုးစင်ကမူလက်ရှိမှာဒီနေ့ပွဲစဉ်ကတော့ Liverpool အတင်းအတွက်တော်တော်လေးကိုအရေးကြီးတဲ့ပွဲစဉ်ဖြစ်ခဲ့ပြီးတော့ရမှတ်၃မှတ်ကလည်းဒါ Liverpool အတင်းကိုတော်တော်လေးကိုဒါ impact ဖြစ်စေခဲ့တဲ့တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ဒါရမှတ်အကြောင်းမူ Liverpool အတင်းကရမှတ်၉မှတ်နဲ့အတူ၄ပွဲကစားပြီးမှတော်တော်လေးကိုအချင်းဒီကောင်းသွားခဲ့ပြီလို့ပြောလို့ရမယ့်တဲ့မှာပါတယ်လက်ရှိမှာဒါ Real Madrid ကဒီနေ့ပွဲစဉ်မှာရမှတ်ရော့သွားခဲ့တဲ့ကြောင့်တော်တော်လေးကိုဒါကျွန်တော်အထိနာသွားခဲ့တဲ့အနေအထား ဒါမှရှိရလို့ပဲမြင်နေမိသို့ပင်စိုးစိကမှာလက်ရှိမှာဒါဒီနေ့ကတော့ကျွန်တော်တို့ကစားကွက်ဖို့ဒါကျွန်တော်တို့ဇရာအသက်ပုံစံမှာတော့အသင်းတိုင်းကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေနေဒါမှရှိသွားပြီလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပေါ့အဲ့တော့ဒီပွဲစဉ်တော့ဒီနားမှာရင်ကျွန်တော်နားကျင်တယ်ပြီးရင်တော့ကျွန်တော်ဒါနောက်ဆုံးပွဲစဉ်တစ်ပွဲအနေနဲ့ဒါ PSG နဲ့ Bayern Munich ပွဲစဉ်ကြည့်ချင်တယ် PSG နဲ့ Bayern Munich ပွဲစဉ်မှာဒါ Bayern Munich အသင်းကဒါကျွန်တော် Vincent Company ကတကယ်ကိုနင်းလားငါလားဟေ့ဆိုတဲ့ပုံစံမျိုးကို လုတ်ပြခဲ့တာတွေ့ရမှာဒီနေ့ပွဲသမားတာတစ်ဖက်သေးနဲ့ PSG ရဲ့တိုက်စစ်ပိုင်းထက် Bayern Munich တိုက်စစ်ကပိုကောင်းတယ်ဆိုတဲ့ movement တွေတချို့ကိုတွေ့ခဲ့ရပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာ Luis Enrique ကဒါလူစားလဲမှုမှာတော်တော်လေးကိုအဆင်ပြေတယ်ဆိုတာကိုဆက်ပြီးတွေ့ခဲ့ရတယ်မှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ visit ကိုကျွန်တော် visit company ရဲ့ဒါကျွန်တော်ပုံစံမျိုးခက်ဆစ်စင်ပါပဲဒါကျွန်တော်တွေ့နေမိနေကြသူနဲ့တိုက်စစ်ကိုအဓိကဒါကျွန်တော်တို့ Premier League ကစားသမားဟောင်းတွေဖြစ်တဲ့ OLC Luis Diaz Kane တို့နဲ့ဒါကျွန်တော်အဓိကဒါ handle လုပ်ခဲ့တာကိုတွေ့ရမှာပေါ့နော်အဲ့တော့အဓိကအသွင်ကိုတွေကတော့ Luis Diaz ကပဲအသွင်ယူခဲ့ပြီးဒီနေ့ပွဲစဉ်မှာဒါ 0 to hero တူတာ0 to hero သူကတော့ကျွန်တော်ကျွန်တော်ကျွန်တော်ထင်တာပေါ့နော် hero to 0ဆိုဒါပေမဲ့သူ့ရဲ့အနီကကတာကျွန်တော် personal အမြင်မှာပေးတဲ့အနီကလို့ပြောလို့ရတယ်သူ့အနီကကစေစားကစ်ကြီးဖြစ်သွားတာပေါ့နော်ရုတ်တရက်ကြည့်တယ်ဆိုရင်တော့ဒါအများကြီးမပြင်းထန်ဘူးလို့ပြောပေမဲ့ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော် BN Sport ကဂူးလစ်ပြောပုံရဆိုသေချာပြန်ကြည့်တာစေစားကစ်ကြီးဒါကျွန်တော်ဟာကီမီကိုတိုင်ကတော်တော်လေးကိုနာသွားပြီသူ့နေနေတာကျွန်တော်ကွင်းထဲကမျက်ရည်နဲ့မျက်ခွက်ထွက်သွားရဆိုရင်တော့ဒါဘလောက်ထိတောင်နာမယ်ဆိုတော့တော်တော်လေးကိုတွေးလို့ရမယ်ဒီမှာပါပါတယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်လက်ရှိမှာဒါအသင်းရဲ့တိုက်စစ်မှာဒါတိုက်စစ်ပိုင်းမှာဒါကျွန်တော်တို့ နဇာယာဒိုးရီတို့ပါမပါတော်လေးကိုတည်တာခဲ့တယ်ပြီးလည်းပြောတာကျွန်တော်ဒမ်ဘီလီစတော့စစ်စစ်ထွက်သွားခဲ့တဲ့အသင်းအတွက် impact တော်တော်လေးကိုကြီးမားသွားခဲ့ရပြီးဂဗစ်ချက်ကဗာစကီလီယာတယောက်တည်းကျန်ခဲ့တာတော်တော်လေးကိုဒါကျွန်တော်အသင်းအတွက်ထိခိုက်နေတာမူပြန်ပြီးရှိခဲ့လို့ပြောလို့ရတယ်ဒီနေ့ပေါ်စမှာဒါအကယ်၍ဒါကျွန်တော်တယောက်သာမထွက်ခဲ့ဘူးဆိုရင်ဘိုင်ယန်အသင်းကဒီထက်ပိုပြီးတော့ over power ဖြစ်သွားနိုင်မယ့်အနေအထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ပေါ်စရင်ဟာရနောက်တစ်ခုကတော့ဒါမန်ယူရောလူပါပါပဲသူ့အနေနဲ့ငါမအိုသေးဆိုတဲ့ပုံစံမျိုးကိုဆက်လက်ပြီးတွေးကြရနေတာမှရှိတယ်ဒါတစ်ဖက်အသင်းရဲ့ tight city ကိုဒါကျွန်တော် cross claiming နေလုပ်တယ်တော်တော်လေးကိုဒါအဆင်ပြေတဲ့ပုံစံမျိုးတွေတွေးကြ ာတွေ manual new out တစ်ချက်ချက်ကြည့်မယ်ဆိုဒီကစားလေးအောင်ဒီဘဲလေးအများအောင်ရှိ30ကျော်လောက်ပဲရှိတယ်လို့ကျွန်တော်အနေနဲ့သတ်မှတ်လို့ရတယ်ဆိုတဲ့အနေထားမှာရှိတယ်။ဒါပေမဲ့တကယ်တမ်းအလောက်မဟုတ်ဘူးတကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ movement မှာ manual new way ကဒါကျွန်တော်လက်ရှိကသင်းတာနှစ်သင်းမောက်အသက်တွေထဲမှာသူအကြီးဆုံးလို့ပြောတယ်။တချို့သောကစားသမားတွေနှစ်ယောက်ပေါင်းရင်သူတက်တော့နင်းနေရှိတယ်လို့တော့ပြောလို့ရတယ်။ manual new ကကျွန်တော်ထင်တယ်40နာကတ်ပြီးထင်တယ်ခဏကြီးကျွန်တော်ကြည့်လာအောင်မယ်။30ဟုတ်တယ်။ ။ဟိုမှာပြောပြောချင်တာလက်ရှိမှာဒါကျွန်တော်တို့ဂျာဝနီးနဲ့ဒါကျွန်တော်တို့ဘလူးနဲ့နောက်တစ်ယောက်ပေါင်းအဲ့လိုကစားသမားတွေဒါပါဗိုဗစ်ပေါ့နော်ပါဗိုဗစ်နဲ့ဒါကျွန်တော်ဂျာဝနီးနဲ့နှစ်ယောက်ပေါင်းလိုက်ပြီးဆိုရင်အဲ့လိုပုံစံမျိုးတွေဖြစ်သွားနိုင်တယ်မှာပါအဲ့တော့ဒီနေ့ပေါ်သမားဒါကျွန်တော်နီးပြတဲ့နဲ့ဂျာဝနီးကိုဒါကျွန်တော်နောက်မှထည့်ခဲ့တာကတော့တည်တသာဖြစ်သွားခဲ့လူမြင့်နဲ့ဂျာဝနီးရဲ့အသွင်ကတော်တော်လေးကိုအသင်းမှာ impact ကြီးသွားခဲ့ဂျာဝနီးကိုဆော့စီထည့်ခဲ့မယ်ဆိုရင်တော့ပိုပြီးကောင်းကောင်းခဲ့မယ်လို့မြင်အဲ့တော့လက်ရှိမှာဒီနေ့ပေါ်သမားဒါကျွန်တော် Johan Graf ရဲ့တပည့်နှစ်ယောက်အားပြိုင်အချိန်မှာတော့ Visit Company ကအပါအစီးရရှိသွားခဲ့တယ်။ PG ရဲ့အိမ်ကွန်းမှာအနိုင်ယူခဲ့တဲ့ Visit Company ကိုတော့ကျွန်တော်အနေနဲ့ချီးကျူးရတယ်။လက်ရှိမှာခုနကပြောခဲ့ကျွန်တော်ကိုရီးယားနဲ့ဒ ီဘက်ကိုမှားရိုးစွာဆုံဆွမ်းမိတဲ့တော့ထပ်ပြီးတော့တောင်းပန်ပါတယ် visit company နဲ့ကျွန်တော်အနေနဲ့တကယ်ကိုဒါကောင်းမွန်တဲ့နီးပါးတယောက်ဖြစ်လာပြီလို့ပြောလို့ရတယ်မှာပါပါတယ်။နောက်ပါပဲဘလုံးပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။မြန်မာရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာမြန်နာဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကောင်းမွန်တော့နေရည်ဖြစ်ပါစေစုမုံကောင်းတောင်းပိနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့။မြန်မြန်လေးလည်းကလစ်ပေးကြမမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်နာဖြစ်ပါတယ်။အားလုံးကြိုတူပါတယ်။ကျွန်တော်တော့ကူညီပါအောင်ဗျ။ Dave ပါဗျ။